တက်တမတခါမြင်ဖို့ခက်ခဲတဲ့လက်ဝဲရတနာတွေကိုစင်ရင်ပြီးမင်္ဂလာဝဲကျင်းမာခဲ့တဲ့စိန်အဂရီကဒေါက်တာတဲစုခိုင်တက်တမတခါပဲကျင်းမာရတဲ့မင်္ဂလာဝဲကိုခန္ဓာကြီးကျယ်စွာကျင်းမာကြတာကတော့မင်္ဂလာတိုင်းအိမ်မက်ဖြစ်ပါတယ်ရွှေဆိုင်ပိုင်ရှင်တထေးသမီးတွေကရွှေဝတ်စုံတွေဝတ်ပြီးတော့လက်ထက်ကြသလိုစိန်ဆိုင်ပိုင်ရှင်တွေကလည်းတမိုးကြီးစိန်တွေနဲ့ဝတ်စုံကိုချုပ်လုပ်ကြပါတယ်နာမည်ကြီးတဲ့မင်းသမီးတွေစိန်ဆိုင်ရွှေဆိုင်ကတထေးသမီးတွေကအပြန်ဆန်လက်ထက်ပွဲတွေကျင်းမာနေကြပြီးသူထံကအပြန်ခန္ဓာကျင်းကြတာကြောင့်ငွေကြေးအကုန်ကျခံပြီးတော့ပြုလုပ်ကြပါတယ်မြန်မာနိုင်ငံကသူတို့သမီးလက်ဝဲရတနာတွေအားလုံးထဲမှာတော့တမို ွန်အကြီးဆုံးလူမှုရတနာကိုဝစ်စင်ပြီးလက်ထပ်ခဲ့သူကစင်အင်ဂရီပိုင်ရှင်ဒေါက်တာသဲစုခိုင်ဖြစ်ပါတယ်။ဒေါက်တာသဲစုခိုင်ကစင်အင်ဂရီစင်ဆိုင်ကိုနာမည်ကြီးအနုပညာရှင်နေနဲ့ကြော်ညာလေးရှိသလိုသူကိုယ်တိုင်ကလည်းကြော်ညာလေးရှိပါတယ်။ နမကြီးနုပညာရှင်ရဲ့လက်ထက်ပွဲတွေမှာတော့စိန်ပွင့်ကြီးတွေကိုလက်ဖွဲ့လို့ရှိတာကြောင့်သူ့ရဲ့မင်္ဂလာပွဲမှာတော့လူ့ဘဝရတနာတွေကဘလောက်ထိလှပနေမလဲဆိုတာသိချင်ခဲ့ကြပါတယ်။ဒေါက်တာသဲစုခန်ရဲ့မင်္ဂလာပွဲမှာမြားနဲ့စိန်စီချက်ထားတဲ့လူ့ဘဝရတနာတွေကိုဝတ်ဆင်ပြီးတော့ပွဲထွက်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။လက်စွဲနှက်ကလက်စွဲပြင်းစတိုးမှလည်းမြားကြောက်ကိုပန်းစင်ထားတာကြောင့်သူ့ရဲ့လူ့ဘဝရတနာကြံမှုကလည်းတိမ်ပေါင်းတိမ်ချီပြီးတော့တန်ကြီးရှိနေပါပြီ။ဒီလောက်ကြီးမားတဲ့မြားကြောက်တွေကိုတော့မြားခဲပြီးတော့စိန်အင်ဂရိစိန်ဆိုင်ပိုင်ရှင်ကသူ့ရဲ့မင်္ဂလာပွဲရမှတော့ဝတ်ဆင်လာခဲ့ပါတယ်။အည်သွေးပြေးွားတဲ့မြား ားနဲ့စိန်နေရဲ့ကျန်းဝကတော့တိမ်ပေါင်းတိမ်ကနန်းရှိပြီးတော့ဒေါက်တာသဲစုခိုင်ကတော့သူတို့သမီးဝတ်စုံထက်လက်ဝတ်ရတနာကိုဦးစားပေးခဲ့ပါတယ်။ရွှေရောင်နဲ့ဖန်တီးထားတဲ့သူတို့သမီးဝတ်စုံပေါ်မှာများနဲ့စိန်ကိုဝတ်ဆင်ထားလို့အရန်လိုက်ဖက်နေပြီးတော့အနမကြီးမင်းသမီးတွေထက်တာလွန်လှပတဲ့လက်ဝတ်ရတနာတွေကိုဝတ်ဆင်ခဲ့တဲ့သူတို့သမီးလေးကိုတော့မြတ်သူတိုင်းကအားကျနေခဲ့ကြပါတယ်။စိန်ဂရီစိန်ဆိုင်ပန်ရှင်ရဲ့မင်္ဂလာဆောင်ကိုတော့နမကြီးမင်းသားမင်းသမီးတွေကသူတို့သားအရန်သူတို့သမီးအရန်တွေဖြစ်ပါဝင်ပေးခဲ့ကြပြီးခန္ဓာကြီးကျဲတဲ့မင်္ဂလာဆောင်ဖြစ်ခဲ့ပါတယ်။စိန်ဆိုင်ခမ်းလိုင်လို့နမကြီးမင်းသားကတော့ပန်ကျဲပေးတဲ့ ထိခံရတဲ့မင်္ဂလာဆောင်ဖြစ်ခဲ့ပြီးသူတို့သားနဲ့သူတို့သမီးအယံတွေကိုလည်းတမိုးကြီးတဲ့လဝတ်ယတနာတွေကိုပဲဆင်မြန်ပေးထားပါရယ်စိန်ဆိုင်ပိုင်ရှင်တထိပ်ပြီးပြီးစိန်တွေစီချဲထားတဲ့မင်္ဂလာညစာစာဝတ်ဝတ်စုံကိုလည်းဝတ်ဆင်ခဲ့တာကြောင့်သူရဲ့ချမ်းသာကြွားမှုကိုလည်းအားကျနေကြပါရယ်ဒေါက်တာသဲစုခိုင်းကဆိုရှယ်မီဒီယာမှာကြောင်းအားကောင်းသူဖြစ်ပြီးတော့စိန်တွေကိုလက်ကားပေးနိုင်တဲ့အခြေလက်ပိုင်ဆိုင်မှုတွေရှိပါရယ်စိန်အဂရီစိန်ဆိုင်လုပ်ငန်းကိုကိုယ်တိုင်လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးသူလက်ထက်တဲ့အမျိုးသားကတော့ဝင်းမြွေလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါရယ်နှစ်ယောက်စလုံးကစီးပွားရေးလောကထဲမှာအောင်မြင်နေကြသူတွေဖြစ်ကြပြီးသူတို့ရဲ့မင်္ဂလာ ပွဲမှာတော့ဝါမကျွတ်ခင်မှာပဲကျင်းပလိုက်ကြတာဖြစ်ပါတယ်။ မင်္ဂလာဝဲအတွက်ဓာတ်ပုံတွေကိုလည်းရေခဲတော်ချီသွားရောက်ရဲကူထားနိုင်သူဖြစ်ပြီးတော့နာမကြီးမင်းသမီးတွေကတော့ပြန်လည်အားကျနေရတဲ့လက်ထပ်ပွဲဖြစ်ပါတယ်။မင်္ဂလာဝဲတွေကိုရှစ်ပွဲအထိကျမခဲတဲ့ဦးမုံရွှေရဲ့မင်္ဂလာပွဲချက်လက်တောင်းလို့နေတဲ့ပြင်ဝစ်စင်ထားတဲ့လက်ဝတ်ရတနာတွေကိုကြည့်ပြီးတော့အမျိုးသမီးတွေကအားကျနေကြရပါတယ်။စိတ်ကူးတွေကမင်္ဂလာဝဲကိုကျမနိုင်အောင်တင်မကပဲစိမ့်ဆိုင်ပိုင်ရှင်ဖြစ်နေလို့လည်းစင်ရွှေတနာတွေကတော့စိတ်တက်ဝစ်စင်နိုင်တာကတော့အားကျစရာဖြစ်နေပါတယ်နော်။ဒေါက်တာသင်းစုခိုင်ကစီပွားရေးမှာအမြင်ပြီးတော့မင်းသမီးတွေရဲ့ပွဲတွေမှာလည်းစပွန်ဆာပေးနိုင်တယ်လို့သူရဲ့မင်္ဂလာဝဲကိုလည်း ြီးကျယ်ဆုံးဖြစ်အောင်ဝတ်ဆင်ခဲ့ပါတယ်။တုံယုံချမ်းသာမှုမျိုးနဲ့ဒီလိုလဝုယတနာတွေကိုဝတ်ဆင်ခွင့်မရသလိုချမ်းသာနိုင်လည်းမဝတ်ဆင်နိုင်တဲ့လဝုယတနာတွေကိုပိုင်ဆိုင်ထားတာကြောင့်ရှေးကုသူကန်ကြီးမားတဲ့သူတို့သမီးလားလို့တောင်ထင်ရပါတယ်။မြန်မာနိုင်ငံမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာဝဲတွေကိုကျင်းပခဲ့ကြပြီးမဲ့လည်းညနေစဉ်ကိုစီချက်ထားတဲ့လဝုယတနာကြီးတွေကိုဝတ်ပြီးတော့ကျင်းပတဲ့ဒီမင်္ဂလာဝဲကတော့အထူးထူးခြားခြားဖြစ်နေခဲ့ပါတယ်ရှင်။ဒေါက်တာသဲစုခန့်ရဲ့မင်္ဂလာဝဲမှာဝတ်ဆင်ခဲ့တဲ့တိမ်မောင်းသိန်းကြီးလဝုယတနာတွေကိုသဘောကျရလားဆိုတော့ကမမပြောခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။